နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့နေဆယ်ရေးရာတင်းမာမှုတွေဖြစ်နေတဲ့အချိန်ထိုင်းဝန်ကြီးချုပ်ပီတုံတန်ရှီနာဝတ်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့အကြားဖုံးဆက်ဆွေးနွေးမှုအသံပိုင်းပေါက်ကြားခဲ့ပြီးထိုင်းနိုင်ငံရဲ့အကြက်တီးဖြစ်လာနေပါတယ်။အဲ့ဒီအသံပိုင်းဟာမနေ့ကပေါက်ကြားခဲ့ပြီးနောက်ထိုင်းညွန်ပေါင်းအစိုးရအဖွဲ့ကနေအနုတင်ရှမ်ဘီရာကူဦးဆောင်နေဖုံကြိုင်ထိုင်းပါတီကနှုတ်ထွက်ကြောင်းကြီးညာလိုက်ပါတယ်။ဖုံးပြောဆိုမှုဟာ ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာနေမြေပိုင်နဲ့အမျိုးသားအကျိုးစီးပွားနဲ့ထိုင်းစစ်တပ်အပေါ်တည်ရောက်မှုရှိတယ်လို့ဖုန်ကြိုင်ထိုင်းပါတီကထောက်ပြခဲ့ပါတယ်။ထိုင်းအစိုးရအနေနဲ့အသံဖိုင်အတွက်တာဝန်ယူဖို့ပြောဆိုခဲ့ပြီးပါတီကဝန်ကြီးတွေရဲ့နှုတ်ထွက်စာကိုဝန်ကြီးချုပ်ပေတုံတန်ထန်တင်သွင်းကဂျွန်လ19ရက်နေ့ကနေစလို့နှုတ်ထွက်မှု အသက်ဝင်လေလို့ဖုန်ကြိုင်ထိုင်းပါတီကကြေညာခဲ့ပါတယ်။ လက်ရှိမှာထိုင်းဝန်ကြီးချုပ်ကိုနှုတ်ထွက်ဖို့တောင်းဆိုတာတွေရှိတယ်လို့ဆန္ဒပြဖို့ကြီးညာထားတာတွေရှိတာကြောင့်ဝန်ကြီးချုပ်ယုံအစိုးရအင်တော်တဝိုက်ကိုလမ်းပိတ်ထားတယ်လို့လည်းသိရပါတယ်။ပေါက်ကြားခဲ့တဲ့အတန်ဖိုက်မှာထိုင်းဝန်ကြီးချုပ်ပီတုံတန်ကဟွန်ဆန်ကိုဦးလေးလို့ခေါ်ဝေါ်တုံ့နှုတ်ခဲ့တယ်လို့ကမ္ဘောဒီးယားနေဆက်ကိုတောင်းဝန်ယူထားတဲ့ဒုစစ်တိုင်းမူဒုဗိုလ်ချုပ်ကြီးဖွန်စင်ပစ်ကလန်အကြောင်းဝေဖန်ပြောဆိုတာတွေရှိခဲ့တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်ရှင်။